ူတို့နှစ်ယောက်ကိုတတိထားမိသည် သူတို့နှစ်ယောက်သည်အမြဲတမ်းတွေ့တွေ့နေကြသူများဖြစ်သည်သို့သောအသွင်ပြင်းခြင်းကအလွန်ခြားနားနေသည်တယောက်ကကြော်မျိုးထက်တယောက်ကမောင်စိန်အေးတဲ့နာမည်နှစ်ခုကစန့်ကျင်ဘက်လိုဖြစ်နေသည်ကြော်မျိုးထက်ကအယံမြင့်သည် အသားဖြူသည်သပင်ပုံစံမကြခဏပြောင်းတတ်သည်ဝိပုံစားပုံကလည်းခင်မိသည်ကြောင်ဤပြင်ပများမှာ သူ့ကိုမြင်ရလည် ရုပ်ရှင်မင်းသားလီလာထင်ရလောက်သည် မော်တော်ဆိုင်ကအမြဲစီးသည်အဲ့သို့မဟုတ်လင်လဲတံပိုးကြီးကားတစ်စီးနှင့်ရှင်တွဲမြင်ရစမြေသူမိဘများကလည်းဒိတ်ဒိတ်ချင်းမောင်စင်အေးကတော့နာမည်နဲ့လိုက်အောင်အေးဆက်ဆက်ကုချောင်းချောင်းလေးအသားညွညွလူပုံကခန့်နှွဲ့နှွဲ့ဆိုတာမျိုးပင်ဖြစ်တော်၏ပြီးတော့မောင်စင်အေးကနွမ်းပါပုံရပါသည်ကျောင်းစာသင်ခန်းတစ်ခုထဲမှာအသွင်အပြင်ခြားနာသောကျောင်းသူကျောင်းသားများ ရောပြောနေသည်မှာအစမ်းတစ်ချေကမဟုတ်သို့တော့သူတို့နှစ်ယောက်အလွန်ချစ်ခင်သောတငယ်ချင်းများဖြစ်ပြီးကြောင်းတွင်မှာရောကြောင်းပြင်ပါမှာပါ အမြဲတွေ့တွေ့တွေ့နေရခြင်းမှာအနေငယ်စံပြနေလေသည်များသောအားဖြင့်တော့အသွင်တူအစင်တန်းတူချင်းတွေ့မိကြသည်ကများပါသည်ကြော်မျိုးထက်ကငွေကို ရေလိုသုံးနိုင်နေသူမောင်စင်အေးကတော့တာမန်မိသားစုမှာကြီးကျူးကုတ်ကုတ်နေရသူဖြစ်သည် မောင်စင်အေးနှင့်ကျမမှာ တရက်ွက်တဲ့နေသူလိုဖြစ်နေ၍သူ့အကြောင်းကို ကျမပူတည်ပါသည်။သူ့အမေဒေါ်ကလေးမနှင့်ကျမသည်ကြောင်မြောင်စည်းမှဇီးဝဲရင်းစကားဆက်မိကြသည်။ကြောင်သားမိဘများသည် သူတို့သားသမီးဤဆရာမကိုသိနေတတ်ကြပါသည်။ဆရာမရဲ့ကျမသားကိုမတော်တာရှိဆုံးမပါနော်။ဆရာမလက်ကိုအပ်ပါတယ်။ဒေါ်ကလေးမက တွေ့တိုင်းပြောတတ်သည်။ဒီခေတ်မှာကိုသားသမီးကိုဆရာမလက်တို့ ကျိုးနွန်စွာဝါခွဲအပ်တတ်သည့်မိဘကရှားသားပေပဲအထူးသဖြင့်နာမည်ကြီးเจ้าမှာထားတတ်ကြသည့်မိဘများကယာဒူးကုန်ရှင်သို့မဟုတ်ပစ္စည်းဥစ္စာအရှိန်အဝါဖြင့်ခက်တင်တင်ဆက်ဆံတတ်သူများဖြစ်နေတတ်ပါသည်မောင်စင်ကြီးကပြောစရာမလိုပါဘူးရှင် လိမ်မာပါတယ်စာလေးတော်ပါတယ်လိမ်မာမဖြစ်မယ်ဆရာမရဲ့ကျမမှာသားသမီးက9ယောက်တောင်ရှိတာသူကနံပါတ်3လေယောက်ျားလေးထဲမှာအကြီးဆုံးပေါ့ ူ့ဘေကလည်းဒီသားကိုတိတ်အားထားတာဆယ်တန်းကို နှစ်ချင်းပေါက်မှဖြစ်မယ်အ ਨੇ ဆုံးတော့ဆက်မှုလောက်တက်နိုင်မှတယ်ဆရာမရဲ့အောင်ပါပါ तू ကကြိုးစားပါတယ်ကျမလည်းဂယူးဆိုင်ပါမယ်ကျေးဇူးတင်ပါတယ်ဆရာမရဲ့ကျမစိတ်ထဲမှာမိဘကအာထာမျှော်လင့်သူ ပင်ကိုကလည်းလိမ်မာရေးချရှိသူမောင်စင်အေးကိုအများတကာထပ်ပို့ပြီးဂယူးဆိုင်မိသည်ကအမှန်မင်းဖြစ်ပါသည်ကြောင်ကတင်နာထက်ကျူရှင်ကိုပူအားထားနိုင်သူ ပြူရှင်ကကိုအထက်တန်းအရာရှိလာစားလောက်သုံးပြနိုင်သူများထက်ပို၍စေတနာထားမိသည်ကလည်းအမှန်မင်းဖြစ်ပါသည်မောင်စိန်ဤမင်းနားမလဲတာရှိရင်အိမ်လာမင်းတော့ဆီယာမအမြင်ရှိတယ်ကျမကဒီလိုဦးစားပြီးတော့မောင်စိန်အေးကို မျက်နှာသာပေးတယ်ဟု အခြားចောင်းသူចောင်းသားတွေကဒီတူဆိုကြသည်ကိုလည်းကျမသိနေသည် သို့တော့ကျမကိုယ်တိုင်ကငယ်စဉ်ကမိမိကိုယ်ကိုအားကိုးမှုဖြင့်ဘဝကိုရုန်းကန်ခဲ့သူဖြစ်လေတော့ ဘဝသူចောင်းသူចောင်းသားများကို ပို၍សាណាមីទីကလည်းအမှန်မင်းဖြစ်ပါ၏။မောင်စိန်အေးနှင့်တွဲပဲ့ကြော်မျိုးထက်ကိုမူကျမစိတ်ထဲဘဝင်မကြတာလေးတွေရှိနေသည်။မိဘအရှင်ဝါနှင့်ဆရာမတွေအပေါ်ထီမထင်တာလေးတွေចောင်းစာနှင့်အစီကန်းကို မလီစားတတ်တာလေးတွေရှိတတ်သည်။ဒီလိုဇီရိုက်ချင်းမတူឆာနာသူနှစ်ယောက်တွဲတွဲနေကြခြင်းကို နားမလည်နိုင်ဖြစ်ရသည်။ကြော်မျိုးထက်ကမောင်စိန်အေးကိုတော့တိတ်ခင်တာပဲ။ ဘာမစို့သူကပဲအကုန်ကြခံတာမောင်စိန်အေးစောက်ဖို့တောင်းကြုံမျိုးထက်ကပြီးတယ်မောင်စိန်အေးကလည်းကြုံမျိုးထက်ကိုတိတ်အနွမ်းနာခံတာသူ့ပြဿနာမှန်သမျှလိုက်ရှင်ပြီးနေတာပဲသူတို့နှစ်ယောက်ဤခင်မင်မှုအတိုင်းတာကို ကျမခံမှန်း၍ရပါသည်ကြုံမျိုးထက်ကတခြားသူတွေအပေါ်ဘလောက်ပဲဇိုသွမ်းသည်ဖြစ်စေမောင်စိန်အေးအပေါ်မှာတော့အနိုင်ယူလေးမရှိ မောင်စိန်အေးပြောသမျှလိုက်နာတတ်သည် မောင်စိန်အေးကျေးဇူးဖြင့်ကြောင်းမှန်မှန်တက်သည် မောင်စင်အေးလူကလေးတယောက်ဤဖေးမမှုဖြင့်ကြော်မျိုးထက်လူကလေးတယောက်လိမ်မာရေးချရှိလာလင်းလေအကျိုးရှိတာပါပဲဟု ကျမသဘောပိုက်ထားသည်သို့သောကြော်မျိုးထက်နှင့်တွဲကမောင်စင်ဤအလေအပတ်အုံဆွေများမှကိုတော့ကျမစိုးရိမ်မိပါသည်ထို့ကြောင့်မောင်စင်ဤကျမအိမ်တွင်ဆာလာတင်သည့်အခါမတိမတာတတိပီရပါသည်ကြော်မျိုးထက်ကတိတ်တုံဆွေးနိုင်နေမိဘအရှင်ဝါကလည်းရှိတယ်မဟုတ်လားကွယ်တငယ်ချင်းဆိုပေမဲ့ သူ့လူကြီးလည်းတိတ်မလိုက်နဲ့ပေါ့မောင်စိန်အီတို့ဘဝကကိုကိုကိုအားကိုးရမှာကိုမိဘကလည်းကိုကိုမျှော်လင့်အားထားနေတာမဟုတ်လားဟုတ်ပါတယ်ဆရာမကျွန်တော်နားလဲပါတယ်သူကလည်းကျွန်တော်ကိုသိခင်တာကျွန်တော်ပြောရင်တော့သူနားထောင်ပါတယ်ဆံမီဝဲနေရင်အပြင်သိမထွက်တော့ဘူးသူလည်းသူ့အိမ်မှာစားချက် ကျွန်တော်လည်းကြိုးစားရအောင်မယ်လို့ပြောထားပါတယ်ဆရာမအေးအေးကောင်းပါတယ်ကွယ်ဒီအရွယ်ဟာကို့ဘာသာတိတက်ပြီးလှုပ်တာအကောင်းဆုံး မောင်စိန်အီးကတော့ကျမလူချင်းသည့်ပုံစံဝင်ပါသည် ကိုတပဲရိအပေါ်မျောလင်းချက်ထားမြဲဆရာဆရာမတို့ဤထုံစံအတိုင်းကျမမလည်းမောင်စိန်အီးအပေါ်များစွာမျောလင်းမိသည်အ ਨੇ စုံဂုံတူလီငါးခုနှင့်အောင်းနိုင်ဖို့သူမိဘများမျောလင်းသလိုစက်မှုတက္ကသိုလ်တက်ခွင့်ရနိုင်ဖို့တည်ကြသလောက်ပင်ဖြစ်ပါသည်ဆမေဝဲနီလာလေးလေးကျမရေးကအစဂယူဆိုင်ဖို့စာကိုမှန်မှန်ကြက်ဖို့အားပေးနေရပါသည် ပထမအဆန်းနဲ့ဒုတိယအဆန်းဆံမီပွဲများတွင်တော့ကျမကြည်နက်သည့်အဆင့်အထိရောက်ခဲ့ပါသည်ဒီအချိန်မှာကြော်မျိုးထက်နှင့်ပတ်သက်၍ကျမနှင့်ပြဿနာဖြေရပြန်သည်ကြော်မျိုးထက်ကပထမအဆန်းဆံမီပွဲတွင်၃ဘာသာကြာပြီးဒုတိယအဆန်းဆံမီပွဲတွင်၅ဘာသာကြာနေသဖြင့်သူမိဘများကိုဆရာမနှင့်လာရောက်တွေ့ဆုံဆွေးနွေးဖို့မှာရပါသည်သောသောမိဘများလည်းရောက်မလာခဲ့။ကြော်မျိုးထက်လည်းចောင်းကိုပင်မှန်မှန်မတက်တော့ င်းတငယ်ချင်းကိုကြောင်းတက်ဖို့ပြောပါအောင်လားကျမကမောင်စိန်အေးကိုပြောပါသည်သူကဒီအချိန်မှာကြောင်းတက်ဖို့မလိုတော့ဘူးအိမ်မှာပဲစာကျက်မယ်လို့ပြောတယ်အရေးကြီးတာတွေလည်းကျူရှင်ကတင်မာတယ်တကယ်တော့ကြော်မျိုးထက်သည်ကျူရှင်ကိုရောမှန်မှန်တည့်ရလားဟုကျမတန်တရားဖြစ်မိသည်သူကြောင်းမတက်တာထက်သူကမောင်စိန်အေးကိုပါလာခေါ်ပြီးအဖော်ညှိနေတာကပိုဆိုးလေသည်။ကြောင်ပိတ်ရဲမှာမောင်စိန်အေးကိုအိမ်မှာစာတင်ပေးနေစဉ်ကြုံမျိုးထက်က မော်တော်ဆိုင်ကယ်တစ်စီးနဲ့ရောက်လာသည်ကိုဆီယာမရဲလို့လဲအိမ်ထဲဝင်နှုတ်ဆက်ဖို့မရအိမ်ရှိမှနေပြီးမောင်စိန်အီးကိုလမ်းခေါ်လေသည် မောင်စိန်အီးကစာတင်နာလဲစိတ်မပြောင်းကျမကိုကြည်လိုက်အိမ်ရှိကိုလှမ်းကြည့်လိုက်ဖြစ်နေတော့သည်မောင်ကျော်မျိုးထက်အိမ်ထဲခဏဝင်မအောင်လားကွယ်မင်းတငယ်ချင်းလဲစာလုံနေတာမပြီးသေးဘူးလေကျမကခေါ်တော့ကျော်မျိုးထက်ကအိမ်ထဲသို့မဝင်ချင်းဝင်ချင်းဝင်လာခဲ့သည်အိမ်ရှိမှခနာတစ်ဖြုတ်ပုံစံနဲ့ထိုင်သည် မောင်စိန်အေးကိုလည်းမြ мян လှုပ်စီလိုသောသဘောဖြင့်လက်အံခြေအံဖြင့်ပြနေသည်မောင်ကျော်မျိုးထဲစာရီတော်တော်ကျက်လို့ပြီးပြီလားဟုတ်ကဲ့ဒီအချိန်မှာအလဲဘက်ကိုရှော့တယ်မင်းနော်ကြောင်မတက်ရင်လေအိမ်မှာစာကျက်နေတာကောင်းတာပေါ့ကွယ်ကျော်မျိုးထဲဘာမှပြန်မပြောမောင်စိန်အေးကိုသာစိတ်မရှိစွာလှမ်းကြည့်နေသည်ကျမမှစေတနာတသက်ဖြင့်ခေါ်ယူတင်ပြပေးနေသောတပည့်ပေမိယခုလိုစာတင်လျက်က တငယ်ချင်းခေါ်ရာထားလိုက်သွားမှကိုမလိုလားပါမောင်စိန်အေးရမင်းတို့လိုကျူရှင်ကောင်းကောင်းလည်းမတက်နိုင်ဆီယာမအားတဲ့အချိန်လေးတင်ပေးရတာသူစာမပြီးသေးခင်ခေါ်မသွားပါနဲ့လားညနေမှလာခေါ်ပါလားကွယ်ကြော်မျိုးထက်ကမောင်စိန်အေးကိုဘလို့လဲဟူသောသဘောဖြင့်လမ်းကြည့်သည်မောင်စိန်အေးကကျမကိုလွန်ဆန်ပြီးလိုက်မသွားရဲ့ကြော်မျိုးထက်မကြည်မနှက်ဖြင့်နေရာမှထားသည်ကျွန်တော်ပြန်အောင်မယ်ဆီယာမဟုတ်မျက်နာခံညူညူဖြင့် နှုတ်ဆက်ကမော်တော်ဆိုင်ကယ်ကိုဝူကနေမောင်းထွက်ခါပြန်သွားသည်ကျမအနေဖြင့်တပည့်တယောက်ကိုမတက်သာ၍ကြည်နေရတော့လဲအခြားတပည့်တယောက်ကိုလက်မလွတ်နိုင်ပါနောက်တော့ကြော်မျိုးထက်ကမောင်စိန်အေးကိုစာရီကြိတ်ပြီးကြိုးစားနေတာ အလကားကောင်းဟုမကြည်မနက်ဖြစ်နေကြောင်းကျမကိုလည်းမောင်စိန်အေးကိုမှအထင်ကြီး၍ဂုံတူးတွေရအောင်နာမည်ရအောင် စာရီဖိတင်ပေးနေကြောင်း क्वे ရာမှာပြောနေသည်ကိုကျမပြန်ကြားရပါသည်သို့တော်လည်းကျမမှာတော့ ကိုတက်နိုင်သည့်ဘက်ကကြောက်ကောင်းတစ်စီကိုသွေးပြီးနေရသလိုခံစားရ၍ဘာပဲဖြစ်ဖြစ်မောင်စင်အေးတယောက်ကိုထွန်းပေါက်အောင်မြင်စေချင်ပါသည်သူအမေကလည်းကျမကို အလွန်အားကိုးရှာပါသည်ဆမီဝဲရဲ့နီးလာ၍စာကျဲချင်းပေးလိုက်ချိန်မှာမောင်စင်အေးလည်းအင်ကို အလာနေသွားပါသည်သူအမေနေဈေးမှာတွေ့သည့်အခိုက်မောင်စင်အေးစာကျဲရလာအလေပတ်များနေသလားမေရစုံစမ်းရပါသည်ညညာတော့ကြက်ပါတယ်ဆီယာမရဲ့ဒါပေမဲ့ ိုတငယ်လေးကလာလာခေါ်နေတော့လိုက်လိုက်သွားတာပဲ။တားကလည်းအာနာတတ်တယ်လေ။တိတ်လေအလုံးမလိုက်နဲ့။တနေကုန်လျှောက်လဲနေတော့ညကြမှာစာကျင်ငိုက်မှာပဲ။စိတ်လဲလေတယ်လေ။တငယ်ချင်းကိုခင်နေဆိုပေမဲ့ဒီချိန်မှာတော့အာနာလို့မဖြစ်ဘူး။ကျမလည်းပြောပါတယ်ဆရာမရဲ့။ရှင်းရှင်းပြောရရင်သူတို့မှာကဆံမီဝဲတစ်နှစ်ကြာလဲမထောင်းတာဘူး။ကျမတို့မှာတနည်းဆိုရင်စိုးတလောင်မဟုတ်လားဆီယာမရဲ့ဟုတ်တာပေါ့အခုတလောမောင်စင်အေးကအင်ကိုတောင်မလာဘူ ကျမစီလာဖို့ပြောပါဦး။ဟုတ်ကဲ့ဆရာမဟုတ်ကဲ့။သို့တော့မောင်စိန်အေးကပေါ်မလာခဲ့ပါ။ဆမ်မွေရက်နီးလာ၍အချားတပည့်တွေစာလာမိကြစာအတူလာကြကြတော့လေမောင်စိန်အေးတယောက်ပျောက်ခြင်းမလပျောက်နေခဲ့သည်။ကျမမလည်းအချားအတန်းဒီအတွက်ဆမ်မွေဆောင်ရဆေးရဆေးရနဲ့မောင်စိန်အေးစီမရောက်နိုင်ခဲ့ပါ။ဆရာမတယောက်အနေဖြင့်ကြောင်သားတယောက်အပေါ်လိုအပ်တာထက်ပိုပြီးတွားရလာရမြေကိုလဲစိတ်သေးကမလိုလားမီ။ စေတနာကို သူ့အလိုအလျောက်သာ နားလည်စေခြင်းမိပါသည်ဒီလိုနေပဲစေတန်းဆက်မွေးကြီးဤကက်လာပါပြီចောင်းသူចောင်းသားတွေစိတ်မအားလူမအားစာကိုမနာမနေကြမှတ်နေကြရပြီ မောင်စိန်အီးတယောက်စာကိုတကယ်ပဲအပတ်တကူကြမှတ်နေပြီလားကျမဒေါ်ကလေးမကိုသာတည်င်းမေးရပါသည်စာအုပ်နဲ့မျက်နှာနဲ့တော့မခွာပါဘူးဆရာမရေတခါတခါလဲငင်းငင်းငန်ငန်ဖြစ်နေလို့စာတွေတိတ်ကြပြီးများပင်မနေသလားလို့ နာနာနေနေကြက်ခိုင်းရတယ်။တချို့ចောင်းသားများဆံမီဝဲနီလင်းစာရီအကြက်လွန်ပြီးចောင်းတောင်းတောင်းဖြစ်သွားတတ်၍ကျမစိုးရင်သွားမိပါသည်။ကျမရေးလေဂယူးဆိုင်ပါအောင်လို့အင်ကိုလည်းတစ်ခေါက်လောက်လာအောင်လို့ပြောပါအောင်။ကျမပြောတိုင်းတော့သွားမယ်လို့ပြောတာပဲ။သူ့ဘားကြောင့်များဆီယာမကိုရှောင်နေတယ်လည်းမသိဘူး။ဒေါကလီမကပြောမှကျမစဉ်းစားမိသည်။မောင်စိန်ဤကျမကိုတကယ်ပဲရှောင်နေသလား။ဘားကြောင့်လေ။ကြော်မိုးထက်ကြောင့်များလား။ ဆံမေဝဲရဲ့နီကက်၍အများတကားရိခုံနံပတ်လာကြည့်ကြကပ်ပြားလာယူကြတော့လေမောင်စင်အေးကိုအလုံများသည့်ကြားကလစ်ခနေတာမြင်လိုက်ရပါသည်လူကငကိုကအေးရသည့်အထဲပူ၍ပြီးအေးဆက်ဆက်နှင့်ပိန်သွားသည်ကိုကျမတတိထားလိုက်မိသည်ကျမကိုတော့တကယ်ပဲကြွေးရှောင်နေသည်မှာတည်သားလာပါသည်ဆံမေဝဲကြီးဖြေကြရပြီမောင်စင်အေးတို့ဆံမေဝဲဖြေရသည့်အခန်းနှင့်ကျမဆံမေဝဲဆောင်ရသည့်အခန်းကမတူဘူး ကျမလည်းအလုံများနေ၍ကျမအတန်မှတပည့်များဖြေနိုင်မဖြေနိုင်နှုတ်ဖြင့်သာမေးမြန်းစုံစမ်းနေရပါသည်။မောင်စိတ်အေးနဲ့လေကျမမတွေ့ရ။အတန်နဲ့ကတပည့်မလေးတွေကိုမေးကြည့်တော့သူအစိုးကြီးပြီးပြီနေတယ်ဆရာမ။အာရပါရရေးတာလည်းမတွေ့ဘူးဟုပြောပါသည်။ကျမစိတ်ထဲမှာမတင်မကျဖြစ်နေ၍နောက်ဆုံးမနေနိုင်ပဲကြားရပရတရမှာမောင်စိန်အီအိမ်တို့မေးမြန်းပြီးလိုက်သွားရလေသည် မောင်စိန်အီရောသူ့မိကိုပါ အစင်သည့်ထွေရပါသည် မောင်စိန်အေးကလည်းစာချက်လျက်ပါပဲ။သို့တော့သူ့အသွင်က ရွှင်လန်းတက်ကြွခြင်းမရှိ။ကျမကိုမြင်တော့ထိတ်လန့်တုန်လို့တလို့ဖြစ်နေသည်ကိုတွေ့ရသည်။သူ့မိကတော့ပြပြသလဲစီချူရှာပါသည်။သူ့မိလည်းမျက်နှာမကောင်းလား။မောင်စိန်အေးမင်းဘလို့ဖြစ်နေတာလဲ။ဆီယာမကိုလည်းမတွေ့ဘူး။ဆမ်မီဝဲကို ဖြေနိုင်ရဲ့လား။မောင်စိန်အေးခေါင်းကြီးငုံထားသည်။ဘာမှလည်းမေးလို့မရဘူး။ စာရီတိတ်ကျက်ပြီးတော့ပဲတမျိုးဖြစ်သွားသလားမသိပါဘူးဆရာမရေငူငူငိုင်ဖြစ်နေတော့တာပါပဲဆမ်မီဝဲလည်းဖြေနိုင်မှုမရပါဘူးသူ့အမေကကျမကိုတီတူပြောရှာပါသည်ကျမလည်းမောင်စင်အီးဘာကြောင့်ဒီလိုဖြစ်နေရသလဲစဉ်းစားလို့မရမောင်ကျော်မျိုးထက်ကလာသေးလားဆမ်မီဝဲမဖြေခင်ရက်တွေကတော့လာတယ်နေ့လယ်ဘက်လာခေါ်ပြီးစာတူတူကြက်ကြတယ်ဆိုလားညကျတော့ပြန်ပို့ပါတယ်အခုရက်တော့မလာပြန်ဘူး ုံမျိုးထက်နဲ့စာတူတူကျက်တယ်ဆိုတာဟုတ်ရဲ့လားမောင်စင်အေးရဲ့ကျမကလှမ်းပြီးတော့မောင်စင်အေးဘာမှမဖြေတအောင်လောက်နေတော့ဘာမပြောညာမပြောသူ့မိကိုဖက်ပြီးငိုချပါတော့တယ်တိတ်ပါသားရဲ့မင်းဒီနေ့မဖြေနိုင်လေနောက်နေ့တော့အောင်ပါပါဆက်ကြိုးစားပါ အမေတို့ထားနိုင်ပါတယ်သူ့အမေကပြောမှ မောင်စင်အေးပို၍ငိုပါလေသည် ကျမလည်းစိတ်မချမ်းသာစွာဖြင့်ပြန်လာပါသည် ကျမမောင်စိအပေါ်တန်တရာမကင်းဖြစ်မိသည့်ကိစ္စကိုတော့ကျမဘာသာပဲစုံစမ်းတော်မည်ဟု ဆုံးဖြတ်လိုက်ပါသည်။ဆမီဝဲကြီးလည်းပြီးသွားပါပြီ။မောင်စိအခြေအနေလည်းမကောင်းပါ။တင်ချပြေးသည့်ရက်မှာခေါင်းမူးသည်ဆိုပြီးစာရေးစပွဲပေါ်ခေါင်းဆိုင်အိမ်နေကြောင်းသူ့အခန်းဆောင်သည့်ဆရာမအများကပြောပြသည်။ကျမလည်းစိတ်မချမ်းသာပါ။နောက်ဆုံးတော့အချိန်ယူ၍တပည့်အပေါင်းသားများကတဆင့်မောင်စိအချောင်းကိုစုံစမ်းမေးမြန်းခဲ့ရပါသည် ကျမထင်သည့်အတိုင်းဖြစ်နေပါတော့သည်မောင်စင်အေးကစာလဲတော်တယ်လိန်လဲလိန်ပါတယ်မဟုတ်လားဆရာဆရာမတွေကအားထားကြတော့ကြော်မျိုးထက်ကမနာလိုဘူးလေပြီးတော့ကြော်မျိုးထက်သဘောကျတဲ့ကောင်မလေးတယောက်ရှိတယ်သူကလည်းကြော်မျိုးထက်ကိုအလကားလူပေါ်ကြောပဲဆိုပြီးမခင်ဘူးမောင်စင်အေးကိုပဲမျက်နှာသာပေးတယ်ဒါနဲ့မောင်စင်အေးပျက်စီးအောင်သူကသွေးဆောင်တာပေါ့ကျမသဘောပေါက်ပါပြီ။ ောင်စိန်အေးကိုအနုနီးဖြင့်ဆွဲဆောင်ပြီးအသူရ6နှခန်းနာရောက်မှတွန်းချကသူကတော့ရှောင်ပုံနေပေပြီယခုတော့ကြော်မျိုးထက်ကိုမတွေ့ရတော့မောင်စိန်အေးတယောက်ဘဝတစ်ခုလုံးမနစ်မွမီ အချိန်မီကဲတင်နိုင်အောင် သူ့မိဘများနဲ့ပျော်ကြားတိုင်ပင်ရပါအောင်မီဒါရီတိလီမိဘလည်းအဖေများယဉ်ကျိုးရှာလိမ့်မည်လေအော်လုံးရလိုက်တာကြော်မျိုးထက်ရဲ့ ဆရာမကြီးမူမူအင်အားရေးသားထားတဲ့ဆံပူဆိုတဲ့ဝတ္ထုတူလေးကတော့ဒီရင်မဲပြီးဆုံးသွားခဲ့ပါပြီ။နားဆင်ပေးခဲ့ကြတဲ့ချက်တော်ပရိသတ်များအားလုံးကိုစိတ်နှပြရွှင်လန်းချမ်းမြေ့ကြပါသည်ရှင်။